ားလုံးမင်္ဂလာပါ iPhone iPad တွေ T20K တို့ Apple ရဲ့ ဟက်ကင်ဂျီစတိဗ်ဂျော့အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ယနေ့ IT ခေတ်ကြီးမှာ Apple Computer, iPhone, iPad ဆိုတာတွေဟာကမ္ဘာတစ်လွှာမှာလူကြိုက်အများဆုံးနဲ့အယောင်အယဆုံး IT PC တွေဆိုတာလူတိုင်းနေပါသိကြပါတယ်။ဒီ PC တွေရဲ့ထီထွင်ပညာရှင်ကြီးစတိဗ်ဂျော့အကြောင်းကိုတော့တင်ပြပေးလိုက်ပါတယ်။စတိဗ်ကို1955ခုနှစ် February 24ရက်နေ့ကအမေရိကန်နိုင်ငံရဲ့ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့မှာမွေးဖွားခဲ့ပါတယ်။သူရဲ့မိဘ ဖတွေကတော့ Wisconsin တက္ကသိုလ်ကဘွေရပြီးရှစ်သူနှစ်ယောက်ပါသူတို့နှစ်ယောက်ဟာဘွေရပြီးပေမဲ့အလုံးမရှိသေးတာကြောင့် Steve ကိုမွေးပြီးပြင်ရှင်းမှာပြီးသူများကိုမွေးစားဖို့ပေးလိုက်ပါတယ် Steve ဟာမွေးစားမိဖတွေလက်ထက်မှာဂျီပင်ခဲ့ရပါတယ်အသက်20နှစ်အရွယ်ကြမှမိဖအရင်နဲ့ပြန်တွေ့ရပါတယ်စတီဗီမွေးစားမိဖတွေကတော့ပေါ်လ်ဂျွန်နဲ့ဂလီရာတို့ဖြစ်ပါတယ်နေရာစလုံးဟာစတီဗီကိုသားအရင်လိုချစ်ခင်ကြတယ် အဖေဖြစ်သူပေါ်ဂျော့ကစတစ်ကိုငငယ်ကလေးကသူတို့ရဲ့ကားပြင်ယုံမှာ electronic PC တွေကိုဖြုတ်တက်ခိုင်းတယ် electronic အကြောင်းကိုလည်းရှင်းပြတယ်ဒါကြောင့် Steve ဟာငေစင်ကလေးက electronic PC တွေကိုစိတ်ဝင်စားပါတယ် Steve ဟာညင်ကောင်းတယ်လို့တီထွင်ညင်လေးရှိပါတယ်ဒါပေမဲ့သူဟာအကြောင်းက တင်တဲ့စာတွေကိုပြင်းစရာကောင်းတယ်ဆိုပြီးတော့မတင်ရှင်ဘူးเจ้าမှာသူ့ကိုလူနောက်လူပြောင်ကောင်းလေးတယောက်လိုအတိအများကြတယ်လဲတဲ့မှာသူ့အတက်ဆရာမကသူ့ကိုပေးတဲ့ကျောင်းတင်ကင်းစာတွေလှုပ်ရှင်အောင် မုံအမြင့်ကျွေးရသလိုမုံဖိုးလက်ပေးရတယ်မူလာတဲ့ကျောင်းစာမွေးပွဲတွေမှာစတီဖာအမြင့်တဲ့ပထမရလို့ကျောင်းအာနာပိုင်တွေကသူ့ကိုအထက်တဲ့ကျောင်းကိုပို့ချင်ကြတယ်ဒါပေမဲ့စတီမီဘတွေကသဘောမတူလို့မပို့ဖြစ်ခဲ့ဘူး1980ခုနှစ်မှာစတီအထက်တဲ့ကျောင်းစတဲ့ တယ်အဲ့ဒီမှာ Steve Wozniak ဆိုတဲ့ចောင်းသားနဲ့မိတ်ဆွေဖြစ်သွားတယ်။ Wozniak ဟာ ဲ့ဒီအချိန်မှာ electronic အကြောင်းအတော်လေးသိနေပါပြီ။ဝါသနာ2 day tip နဲ့ Wusunite တို့နှစ်ယောက် electronic PC တွေအကြောင်းပြောကြတယ်။ electronic PC တွေကိုစမ်းသပ်ကြည့်တယ်။ Stip ဟာအထက်တန်းကျောင်းအောင်တော့ Oregon ပြည်နယ် Pauling မြို့က Reed တက္ကသိုလ်ကိုတွားကြတယ်။6လပဲကြာတယ်။တက္ကသိုလ်ကထွက်လိုက်ရတယ်။အကြောင်းကတော့တက္ကသိုလ်ကသင်တဲ့စာတွေကိုစိတ်မုံစသလိုသူလုတ်ချိန်တာ electronic PC တီတွင်ဖို့ပါပဲ။1984ခုနှစ်မှာ Stip ဟာ video game တွေထုတ်လုပ်ရောင်းချတဲ့ Atari Company မှာဝင်လုပ်တယ်။လာအနေ ငယ်တာမှအလုတ်ထိတ်မှမပြောလို့ဆိုပြီးထွက်လိုက်ပြန်တယ်အလုတ်ထွက်ပြီးစိတ်ချမ်းသာပျော်ရွှင်မှုချဖို့အိန္ဒိယနိုင်ငံအပါအဝင်ကမ္ဘာတဝန့်ကိုတယောက်တည်းလှည့်လေသွားနေတယ်တခါတလေမြွေစီဝါလေတုံးစေးလိုက်တဲ့တယ်လို့ ပြောဘူးတယ်1986ခုနှစ်စတစ်ကအသက်20နှစ်ပြည့်တော့အမေရိကန်နိုင်ငံကိုပြန်လာခဲ့ပါတယ်အဲ့ဒီအခါကျမှစတစ်ဟာသူ့မွေးမိဖအရင်းတွေကိုတည်လာရတယ်တစ်ချိန်ချင်းမှာပဲအထက်တဲ့ကျောင်းတော်ကငယ်တငယ်ချင်း Ghost Night နဲ့ပြန်ဆုံပြီးသူတို့ဝါသနာပါတဲ့ electronic PC တွေတီထွင်ဖို့ဆွံ့ပြလိုက်တယ်သူတို့နှစ်ယောက်က Step in ကကား ပြင်ယုံထင်းမှာအများဆုံးသုံးနိုင်အောင်ဈေးသက်သာတဲ့ကွန်ပျူတာတလုံးတည်တွင်ဖို့နေမအာညမအာလုပ်နေကြတယ်ဒီလိုလုပ်နေရင်လည်းသူတို့မှာငွေမလုံလောက်တော့ဘူးစတိပဟာသူစီးနေတဲ့ boss wagon ကားကိုရောင်းလိုက်တယ်ဝစ်စနိုက်ကလည်းသူအလွန်မျက်နှုတ်တဲ့သိပ်ပင်ကနေပေါင်းဆက်ကိုရောင်းလိုက်ရတယ်အဲ့ဒီအချိန်မှာကွန်ပျူတာဆိုတာအိမ်ခန်းတစ်ခုစာလောက်ကြည့်တယ်လို့ဒေါ်လာ3ချီတန်လို့လူတွေကကွန်ပျူတာဝေမသုံးနိုင်ဘူး စတိဗ်ဒိုနယောဟာ Apple လို့နာမည်ပေးထားတဲ့ကွန်ပျူတာအသေးစားတမျိုးကိုတီထွင်လိုက်ပြီးတလုံးကိုဒေါ်လာ660နဲ့ရောင်းချပေးတာကြောင့်လူတိုင်းနိဗ္ဗာန်ဝင်နိုင်ကြလို့ Apple ကွန်ပျူတာဟာအရန်ရောင်းကောင်းသွားတယ်ပထမဆုံး Apple ကွန်ပျူတာကနေဒေါ်လာ9သိန်းကျော်ရောင်းလာရတယ်နောက်3နှစ်ကြာတော့စတိဗ်ဒိုနယောဟာဒုတိယကွန်ပျူတာ Apple 2ကိုထက်မှန်တီထွင်ပြီးရောင်းချပြန်တယ်အဲ့ဒီကွန်ပျူတာဟာလေဒေါ်လာ139သိန်းပို့ရောင်းချလိုက်တယ်သူတို့နယောဟာ1990ပြည့်နှစ်မှာ Apple ကုမ္ပဏီကိုစတင်တူထ ုံလိုက်ကြပြီးလူထုကို stock share တွေထုတ်ရောက်တာပထမဆုံးနေ့မှာပဲဒေါ်လာ1.2ဘီလီယံဖို့ရောင်းချခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာ Apple ကထုတ်တဲ့ PC တွေလူကြိုက်နေလာလို့သိမရောရတော့ဘူးအဲ့ဒီအချိန်မှာပြန်ပြကွန်မြူနတီတခုဖြစ်တဲ့ IBM ကွန်မြူနီကထုတ်လုပ်တဲ့ကွန်ပျူတာကိုလူတွေကပိုကြိုက်လာကြတယ်ဒါကြောင့် Apple Company Director ဖွဲ့တွေကသူတို့ PC တွေမရောင်းရတာ company ရဲ့ take home ရထု CEO ရထုယူထားတဲ့ step ကိုသူတို့ရဲ့ဇက်ကွက်နင်းပြဟာအမားကြောင့်ဆိုပြီး Apple Company က1985ခ ခုနှစ်မှာထုတ်ပြန်လိုက်ပါတယ်အလုပ်ထုတ်ခံရပြီး Stiffa Next Company အတွက် Hollywood ကတ်တုန်ကတွေမှာတုံးတဲ့ animation တွေလုပ်ပင်းရင်အတော်ရှမ်းသာသွားတယ်1985ခုနှစ်မှာတော့ Apple Company ဟာ Director အဖွဲ့အပြောင်းအလဲဖြစ်လာပြီး Director အဖွဲ့တိက Steve ကို Apple Company ကိုပြန်လာဖို့ခေါ်ယူပါတော့တယ် Steve ဟာ Apple Company 1990ပြည့်နှစ်မှာပြန်လာခဲ့ပါတယ် ဒါပေမဲ့အရင်ယာထု CEO ကန်လန်ဒါကိုမယူဘဲ Apple အတွက်ပစ္စည်းသိပ်တွေထိထွင်းသူအဖြစ်ပဲနေခဲ့တယ်။အဲ့ဒီအချိန်မှာ Apple ရဲ့ stock share တင်ဖို့ဟာအတော်လေးကျဆင်းနေတာကြောင့် Steve ဟာ stock share ပြန်လေးတက်လာအောင်ကူညီတဲ့အနေနဲ့သူ့ရဲ့တနစ်စာလားစာကို1ဒေါ်လာပဲယူခဲ့ပါတယ်။2017ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ Steve တယောက်ဟာစနစ်လောက်ခန်းစားခဲ့ရတဲ့ဂိမ်းစာရောက်ကနေပြီးကိုယ်လွင်တော့ခဲ့ပါတယ်။သူ့ကိုယ်လိန်ချိန်မှာဇနစ်တွေ လူရင်းပိုဝဲနဲ့တာသမီ၃ယောက်ကျန်ရစ်ခဲ့ပါတယ်စတိပ်ဂျော့ကိုတော့ယနေ့တိုင် Apple ရဲ့ဖတ်ခင်ကြီးလို့လူတွေကဂွန်ပြူပြောနေကြစေပါကျေးဇူးတင်ပါတယ်